ရှင်သူမြတ်ဗျာမေကုမေရှာခွင့်ပြုပါရှင်ဗျာတိရိလင်ကမှာပေါ့နော်အနာအနာဂတဝင်ကြမ်းလင်းမှာပေါ့ရှင်ဗျာအဇာတတရဲ့တာပေါ့အဇိအဇိတယဟန်ဖရာလောင်းဖြစ်တယ်လို့ဖော်ပြထားတယ်ပေါ့နော်ဒါမဲ့ဒီမြမမြမကြဆရာတော်တော်တော်များများကြတော့ဒီကျမ်းစာကြီးကမခိုင်လုံဘူးလက်မခံဘူးလို့လည်းပြောရပေါ့ရှင်ဗျာဒီတော့သိချင်တာကအဲအရိပတ္တိယဖရာလောင်းကအဖြာဒိတ်ဘလို့ရခဲ့လေဆိုတာသိချင်ပါတယ် အဲ့ဒါကဦးဇင်းတို့ဒီပိဋကတ်ထဲမှာတဏှာတော့ပါတာပေါ့နော်အရိယမေတ္တရာဖရာပွင့်မယ်ဆိုတာတော့ပါတယ်ဒါပေမဲ့ဘသူဆိုတာမပါဘူးနော်အရိမေတ္တရာဖရာဒီဒီဘုရားမစ္စာဖရာလက်ထက်မှာဘသူဆိုတာမရှိဘူးအဲ့ဒါဒီထေရဝါဒပိဋကတ်ထဲမှာလေအဲ့ဒီအနာဂတဝင်ကျမ်းထဲမှာပါတဲ့ဟာကလည်းဒီထေရဝါဒပိဋကတ်နဲ့လွဲနေတာရှိတယ်အဇာတတရဲ့သားအဇိတယဟန်အဲ့လိုမျိုးမဟုတ်ဘူးအဇိတယဟန်ကမစ္စာဖရာလက်ထက်မှာကယဟန်နာဖြစ်သွားပြီလို့ တိနိဗ္ဗာန်ဆောင်သွားဘူးအဇိတအဇရတ္တသားကလည်းအဇိတမဟုတ်ဘူးဗတ္တိယထင်အဇရတ္တသားကဗတ္တိယအဇိတမဟုတ်ဘူးအဲ့လိုလွဲနေတယ်အဲ့ကျန်အညာအရာကြောင့်လည်းဆေရော်တွေကဒါကိုလက်ခံဖို့ခက်နေတာနော်အဲ့တော့အဇိတယဟန်ကအဇိတဆိုတဲ့အမည်နဲ့ယဟန်ကလည်းယဟန်နာဖြစ်ပြီးတော့ပြိဋိဘံဆံသွားပြီအဲ့တော့ဇာတရတ္တအသားကလည်းအဇိတမဟုတ်ဗရိယဖြစ်နေတယ်အဲ့လိုမျိုးလွဲနေတယ်အဲ့တော့ဖေဒီဂေါတမမြတ်စွာဘုရားလက်ထက်မှာတော့ဘသူဒီအရိမတ္တရာဘုရားလောင်းဆိုတာမျိုးဒါတွေပြီးခဲ့တာမရှိဘူး မရှိဒီပြေတော့ဒါပိဋကတ်ထဲမှာပြောတာနော်လက်ရှိပိဋကတ်သံဃာနာသုံးနဲ့နေထားတဲ့ပိဋကတ်ထဲမှာဒီဥစ္စာလက်ခံထားတဲ့ပိဋကတ်ထဲမှာပြောတာဟိုအနာဂရဝဉာဏ်ထဲမှာသူ့ဟာသူ့သူကလည်းဘယ်ဟာဘလို့ရေးထားမှန်းတော့မသိဘူးပေါ့အဲ့လိုမျိုးရှိတယ်အဲအရိမတိယသမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ဒီထေရဝါဒကျမ်းထဲမှာအများကြီးသိမပေါ့နည်းနည်းလေးတော့ပဲပေါ့ဒါဆိုရင်ဟိုဖျားလက်ထက် ဟိုဖျားတန်းဖျားတန်းကဖြားလေးရတယ်ဆိုရဲဟာမျိုးอ่ะရှိကြတော့ဒီအရီမီဒီယာမှာကြောက်ပျောက်နေရပါဘူးမပျောက်ပါဘူး तू ဖျားပွဲတဲ့ကဟောမှာပေါ့မပဲဘယ်မှာရခဲ့တယ်ပြောမှာပေါ့ဒါဟုတ်တယ်မလားအခုကဂေါတမမြတ်စွာဘုရားသာသနာမှာလေဟုတ်တယ်လားအဲ့တော့ဒီဂေါတမမြတ်စွာဘုရားသာသနာမှာမပေးတာပဲရှိတာလေတခြားဘုရားသာသနာမှာပေးခဲ့မှာပဲဒီအရီမီဒီယာဘုရားကိုအဲ့တော့အရီမီဒီယာဘုရားပွဲတဲ့ခါကျတော့ငါဒီဘယ်ဘုရားလက်ထက်မှာကြရရခဲ့တယ်ဆိုတော့